ရန်ကုန်မြို့မှာရီစာဟန်းကောင်မလေးကိုလူပြတဲ့နေရာမှာတွေးဖို့ချိန်ပြီးရဲရဲဆက်ဆက်အနောက်ကနေဓာတ်နဲ့ထိုးပြီးထွက်ပြေးသွားတဲ့ဖြိုးဟိန်ထက်ရီစာဟန်းဖြစ်သူဟာချိန်ဆခဲ့ပြီးလူပြတဲ့နေရာအရောက်မှာဓာတ်နဲ့ထိုးသွားခဲ့တဲ့အဖြစ်အပျက်ကတော့ရန်ကုန်တိုင်းဒေသကြီးရန်ကင်းမြို့နယ်မှာဖြစ်ပွားခဲ့တာပါ မေလ19ရက်နေ့ည7:00နာရီခွဲဝင်းကျင်ကရီစာဟောင်းဖြစ်သူဖြိုဟင်းထက်ကခနာထွက်လာခဲ့ငါတို့စကားပြောရအောင်ဆိုပြီးလန့်ခေါ်ခဲ့ပါတယ်။အမျိုးသမီးငယ်တူမှလည်းပြဿနာတစ်ခုခုရှာမှဆိုးတာကြောင့်လူများတဲ့စီဂျီမန်နာကိုတွားရောက်ခဲ့ပြီးစကားပြောဆိုခဲ့ကြပါတယ်။ဒူမကိုရီစာဟောင်းကသူ့အလုံမှာပင်ပန်းကြောင်နောက်ကောင်မလေးနဲ့အစင်မပြေကြောင်းတွေကိုပြောပြနေခဲ့ပါတယ်။အဲ့ဒီနောက်စကားပြောဆိုပြီးညနေ9:00နာရီထိုးကန်ပြီးဖြစ်လာတဲ့အတွက်လမ်းလျှောက်ပြန်ခဲ့ရမှာတော့ အဆိုပါရီးစားဟောင်းကထပ်မံ9မိနစ်လောက်စကားပြောခြင်းသေးတယ်လို့ဆိုကအနောက်ကနေလိုက်ပါလာခဲ့ပါတယ်မင်းကလေးနေထိုင်ရတိုက်ခန်းနေရအနီလမ်းကြားတစ်ခုကိုဖြတ်နေစင်ပါပဲရီစားဟောင်းကောင်လေးကအဲ့ဒီနာကလူပြက်လာပါညာမင်းနေရင်နေပဲသူ့မှာအစ်တပါလာတဲ့ဓာတ်နဲ့ထိုးခဲ့ကြအောင်သူ့မရဲ့လူမှုပွင့်ရအကောင်မှာတငင်းကြီးဖြစ်သူကအတိပေးရေးသားကဖော်ပြထားခဲ့ပါတယ်ဒီနေရာကလူပြက်လာပါညာမေးပြီးကျမကိုနောက်ကနေဖက်ပြီးဓာတ်နဲ့ထိုးပါတယ်ကျမကိုမအောင်နိုင်အောင်ပဆက်ကိုပိတ်ပြီးလေဘင်းနဲ့ပိုက်တွေကိုဇက်တိုက်ဓာတ်နဲ့ထိုးခဲ့ပါတယ် ကျမလည်းစက်တိုက်ထိုးခံထားရတာကြောင့်လမ်းကြောင်းနေရန်ဘက်ကိုကက်လိုက်ပြီးထန်ချလိုက်ပါတယ်ကျမပါဇက်ကိုဇက်တိုက်ပေးထားခဲ့ပြီးနှစ်ထင်ပေါ်နာဥကောင်းနေရာကိုတားနဲ့ဆက်ထိုးပါတယ် ျမဘက်ကအချင်းချင်းတောင်းပန်ခဲ့တဲ့အချိန်မှာ "तू ဟာနားမထောင်မဲ့ဓာတ်ကိုတစ်ချက်ပေးချပြီးဖုံးခိုင်းနေတဲ့အချိန်အလစ်မှာကျမကဓာတ်ကိုလူပြီးတစ်ဖက်ကိုလွှင့်ပစ်လိုက်ပါတယ်။ तू ကကြာသွားတဲ့ဓာတ်ကိုပြန်ကောက်နေတဲ့အချိန်မှာကျမကသတိပြန်ခဲ့ပြီးဘေးနားကျနေတဲ့ကျမဖုံးကိုအမြန်ကောက်ခိုင်းပြီးထားပြေးတော့တာပဲ။ကျမနေတဲ့အိမ်ခြံဝင်းတကားကိုတငယ်ချင်းကဖွင့်ထားတာကြောင့်ကံကောင်းစွာနဲ့အသက်ရှင်ခဲ့တာပါလို့ तू မကအတိပေးရေးသားထားခဲ့ပါတယ်။ အဲ့ဒီဖြစ်ရကြောင်တူနေသူတငယ်ချင်းမိသားစုမှာသူမဟိုဆေးရုံကိုပို့ပေးခဲ့တယ်လို့တငယ်ချင်းဖြစ်သူမှာလည်းဖြစ်စဉ်ကိုကာယကံချင်းဖြစ်သူမေးပြေဆုံးမှုဆိုတဲ့သူရဲ့လူမှုကွန်ရက်အကောင့်ကနေတစင်အတိပေးရေးသားခဲ့ကြောင်သိရပါတယ်လက်ရှိမှာတော့အမှုဖွင့်ထားပြီးဓာဖြင့်ထိုးသူမှာလွတ်မြောက်နေပြီးတော့မိန်ကလေးမှာဝမ်ဒရင်းကလီစာများခိခိုက်ပြီးကလီစာတစ်ခု ထုတ်ထားခဲ့ရကြောင်အသေးထိကအသေးပေါက်သွားခြင်းကြောင့်ထိသွားတဲ့အသေးနှင်းငယ်ကိုလှီးထုတ်လိုက်ရကြောင်ဥကိုဖြတ်ပြီးဘိုက်တွင်အိမ်နဲ့ချိန်ထားရကြောင် လေဘင်းမှာလည်းဓာတ်ဒဏ်ရာများရရှိတာပြီးရင်ဖဲနဲ့ပိုက်တွင်ပိုင်နှချောင်းချိတ်ဆက်ထားရသလိုယနေ့ဒီရင်းနဲ့အစားအစာစားတောက်ရမြာပဲဆေးကုသမှုခံယူနေရကြောင်းလည်းသိရပါတယ်ဒီဖြစ်ရက်ကိုကြည့်ပြီးမင်းကလေးများအနေနဲ့လည်းပိုးပြီးဂယူဆိုင်တင်ပါတယ်ကိုထားတဲ့ချစ်သူရည်စားများကိုလည်းတေချာလေ့လာပြီးမှလက်တွဲတင်ပါတယ်လူတွေအားလုံးထဲမှာကောင်းတဲ့လူနဲ့ဆိုးတဲ့လူတွေကတော်တွဲနေကြတာပါတချို့တွေကကောင်းတယ်လို့လို့နဲ့အတွင်းစိတ်မှာတော့ရုံမှာကောက်ကျစ်တတ်ကြပါရဲ့ မြန်မာမူကင်း channel လေးကိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးလည်းဘေးရန်နေအားလုံးကနေကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။နောက်နောက်များမှာလည်းဒီလိုသတင်းတွေကိုတင်ဆက်ပေးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုလိုက်ပါတယ်။ကျွန်တော်တင်ဆက်ပေးနေတဲ့ video လေးကိုဆုံးဖြတ်ကြည့်ရှုအားပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။